ျွန်တော်ပုံစံကတော့အရင်ချစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးအသေးဖွဲဆိုအဲ့လိုမျိုးကျွန်တော်ဂယူးဆိုင်ပြီးတဲ့သူမျိုးပေါ့အဲ့လိုပြောရမယ်ဆိုလို့ရှိရင်ပေါ့အကြာကြီးတွဲမိမယ်လေတိလာကျိုးကျအရင်ချစ်ရတာနဲ့အဲ့လိုမျိုးလေးတွေခံမသိကြအောင်အဲ့လိုမျိုးလေးတွေဝေးသွားတဲ့အပိုင်းလေးရှိရင်ဒါနဲ့ဟိုအဲ့ဒါတော့ဘယ်လိုပြောရမလဲတယောက်တယောက်နားလည်မှုနဲ့ပဲပြောရမလားအာရေဆက်လို့ပဲပြောရေဆက်ရှိမရှိပြောရမှာတော့ကျွန်တော်မသိတော့ပါဘူးခင်ဗျအခုဖြစ်ပြနေတဲ့ပုံစံတွေရတာလीအ အဲ့လိုဆိုမဟုတ်ပါဘူးအဟိုလိုက်ကြည့်နေတာပေါ့နော်ကျွန်တော်အဲ့လိုမျိုးဒီအနုပညာအနုပညာလောကထဲမှာအဲ့လိုမျိုးကိုယ့်ရဲ့စီနီယာအကိုတွေအမတွေအဲ့လိုမျိုးနေဆိုလို့ရှိရင်တော့ကျွန်တော်သဘောကျတယ်ဆိုတော့အာဒီဒီဒီမှာတော့ကျွန်တော်ဘယ်လိုပုံစံမျိုးလေးလဲဆိုတော့အဲဘယ်လိုပြောရမလဲအပြင်ကပုံစံအတိုင်းပဲအရင်ချစ်တတ်တဲ့ကောင်လေးပဲခါယူကျိုးလေးကိုဒီကျမ်းမှာတော့အဲတေချာရေတော့မသိသေးဘူးပေါ့နော်ဒီနေ့ကတော့တော်တော်များတော့ ဟိုပါလာပြီဒါပေမဲ့အတိကျရတော့အဲ့လိုမျိုးမသိသေးဘူးကောနော်ဟိုတော်တော်များတော့ပါရပါတယ်ဒါပေမဲ့ဟိုဘယ်သူနဲ့တွေ့ရမယ်ဆိုတာလည်းတေချာမသိသေးဘူးကောနော်အခုမှတို့ဇက်ကောင်အနေနဲ့တို့ရွေးနေတာဆိုတော့လေအဲအဲ့ဒါကြောင့်မို့အတိရပါဟောပေါ့ဒရမာလေးပေါ့နော်ဒရမာလေးကိုမှနည်းနည်းအလောင်းလေးတွေပါမယ်ဒီရတော့ပညာပေးအဲ့လိုမျိုးလေးပါတော့เนาะဟုတ်အမြဲတမ်းအဲ့လိုမျိုးဒီဒါလေးပေါ့เนาะဒီအချက်ကားလေးတွေရိုက်နေရတယ်ကျွန်တော် ရိုက်ချင်တာကတော့အဲ့လိုမျိုး ဟိုမိဘမြတ်တာပေါ့နော်အဲ့လို drama အဲ့လိုမျိုးလေးတွေဇက်နာတဲ့ပုံလေးကျွန်တော်ရိုက်ချင်တာပေါ့အဲကိုကတခါအခုနဲ့အမြဲတမ်းဒီလိုပဲဇက်ကကိုနဲ့ဒီလိုပဲအဲ့လိုမျိုးအမြဲတမ်းကြားနေတာဆိုတော့ဘယ်လိုပြောရမလဲဟိုအပြင်အပြင်ပုံစံနဲ့လည်းအေးပေါ့ဟောတစ်ချက်တည်းကြားလို့ထင်ပါတယ်အေးစစ်ပါပဲအကုန်လုံးကတော့ကျွန်တော်ပုံစံကတော့အရန်ချစ်တက်တယ်ပေါ့နော်အဲ့လိုမျိုးအသေးဖွဲဆိုအဲ့လိုကျွန်တော် view site ပြီးတဲ့သူမျိုးပေါ့အဲ့လိုပြောရမလဲဆိုလို့ရှိရင်ပေါ့အဲဘယ်လိုပြောရမလဲ အရေးဆက်ပေါ့အခုလက်တော်လေးအဲ့လိုမျိုးတည်တယ်မဟုတ်လားမြင်တွေ့နေရတာပဲအဲ့လိုမျိုးလေးကြတော့ဘယ်လိုမျိုးအစိတ်ထဲတော့မကောင်းပါဘူးဗျာဒါတော့ဒီကလည်းအဲဂျာကြီးတွေ့မယ်လေတည်လားတွေ့ကြအရန်ချစ်ရသားနဲ့အဲ့လိုမျိုးလေးတွေခံမသိကြအောင်အဲ့လိုမျိုးလေးတွေဝေးသွားတဲ့အပိုင်းတွေရှိတယ်ဒါနဲ့အဲ့ဒါတော့ဘယ်လိုပြောရမလဲတယောက်တယောက်နားလည်မှုနဲ့ပဲပြောရမလား အာရေဆက်လို့ပဲပြောရေဆက်ရှိမရှိပြန်ပြောရမှာကျွန်တော်မသိတော့ပါဘူးဗျအခုဖြစ်ပြနေတဲ့ပုံစံတွေရတာလေကိုအာကိုကလိုက်ကြည့်ပြီးတော့အားကြမ်းမကြမ်းလေအဲ့လိုတို့တွေကကတော်ကစားဖြစ်တယ်ဆိုတော့ငယ်ငယ်လေးစိတ်ဆက်မကောင်းဘူးပေါ့ဒီလက်ရှိမှာလည်းကိုအားကြရတဲ့အတွေ့အလေးတွေရှိပါတယ်ပေါ့နော်အဲ့လိုမျိုးလေးဆိုရင်ဒါပြောပြောရှင်ကြည်နူးရတယ်ပေါ့ဟုတ်အဲ့လိုမျိုးမဟုတ်ပါဘူးအဲဟိုလိုက်ကြည့်နေတာပေါ့နော်ကျွန်တော်အဲ့လိုမျိုး ဒီအနုပညာအနုပညာလောကထဲမှာအဲ့လိုမျိုးကိုယ့်ရဲ့စီနီယာအကိုတွေအမတွေအဲ့လိုမျိုးလေးဆိုလို့ရှင်တော့ကျွန်တော်သဘောကျတယ်ဆိုဟုတ်အာရေရှည်ကတော့အမရယ်အခုတော့ပိုင်းတော့လို့ဘာသာရေးရစားပါတော့ကုသိုလ်ကောင်းမှုအစားအဲ့လိုမျိုးလေးတွေနဲ့အမြင်အမြဲတမ်းအပျော်ပါးတွေပဲမှတ်လို့မရအောင်လေအဲအဲ့လိုမျိုးလေးတွေမှာသွားမယ်ရင်တော့ရေရှည်တည်မြဲမယ်လို့ထင်တာပဲအဓိကကတော့ ဟိုတခဏတာပြောတာတဲ့ပြည်တယ်မို့လားသဘောတာပြောရှင်မှုရွေးချယ်ပါလို့ကျွန်တော်အဲ့လိုပဲပြောချင်တာတော့အဲ့ဒါတော့မဟုတ်ဘူးဘယ်လိုလဲကိုယ်ခံယူခြင်းနဲ့ကိုယ်ဆိုင်တတိယအဲကျွန်တော်အဲ့အဲ့ကိစ္စကြအရင်နဲ့နေသွားတယ်ကျွန်တော်ပြောလို့လည်းမရအဲ့ကိစ္စကြတော့အရင်နဲ့နေသွားတယ်လက်ရှိဆိုလို့ရှိရင်ကျွန်တော်အားကြနေရတော့ကိုအောင်လေးကိုတွေ့အောင်ကိုအောင်လေးတွေ့ဆိုလို့ရှိရင်တော်တော်လေးဘယ်လိုပြောမလဲ အားလောင်အောင်သူ့ထက်ငယ်တယ်ဆိုပေမဲ့အဲ့လိုမျိုးပေါ့ဂရောင်လေးအဲ့လိုမျိုး control လုပ်နိုင်အဲ့လိုမျိုးသူတို့တော်လေးဆိုကျွန်တော်အဲတကယ်လေးဟောတော်လေးအကြတယ်ပေါ့နော်အဲ့သူပါပါပြီပေါ့နော်ခုနကကျွန်တော်အလူမာတော့မှသူတို့အလိုပါဝင်လူတန်းနိုင်သေးတယ်ပေါ့နော်အဲအရှိရတော့ဂရောင်ကျွန်တော်အကူဂရောင်လေးကိုတွေ့ရတော့ကျွန်တော်အားကြတယ်ဟုတ်ဘယ်လိုချက်တွေအားကြလဲဆိုတော့အဓိကတော့ဟိုဟိုပါပေါ့ control ကောင်းတာပေါ့နော်အဲ့လိုမျိုးလေးအတွဲညီရှိတယ် အဲ့လိုပြောရရှင်ရှိတဲ့နေအောင်သားအဲ့လိုအပေးယူညီမျှတယ်အဲ့လိုမျိုးလေးတွေတို့တို့တို့ဟာလေးတွေကမထင်မှတ်တော့အောင်တို့မှအဲ့လိုရှိတာလေးတွေ့ရအဲ့ဒါလေးဟုတ်အဖြစ်ကပါတယ်ဒါတော့ကောင်လေးဆိုတာလေကျွန်တော်လည်းညီကိုလိုပဲနေတာလေပွဲဟိုညီကိုလိုဟောဖြစ်နေတာပွဲမှာဆိုလဲအဲဘာဖြစ်တွေ့ရတဲ့သူပဲအရင်နှုတ်ဆက်တယ်အဲ့လိုပြည်တယ်မဟုတ်လားတို့မှအားသာအားနေကြတော့ဟုတ်ပါ အငငယ်အကြီးကိုပြန်ထင်းရတာပေါ့အဲ့ဒါလေးတခုကတော့တို့ထဲမှာပိုပြီးချစ်စရာကောင်းတဲ့အမူအရာလေးဖြစ်မယ်လို့ကျွန်တော်မြင်ပါတယ်ပေါ့နော်အဲတို့အင်တာဗျူးတွေတက်လာလိုက်တို့မိုင်းလေးတွေတက်လာလိုက်ကိုကဟိုလိုပြောဆောင်းကိုက်နေရတော့လက်ရှိမှာဟုတ်တယ်တို့အတွဲလေးတော်တော်လေးသဘောကျပါတယ်တော့အဲအဲ့လိုမျိုးလေးမိုင်းလေးကြည့်လိုက်စိတ်ချမ်းသာလာတယ်အဲ့လိုမျိုးပြည်တယ်ပေါ့လားသိပြီးတော့အဲ့လိုမျိုးဘယ်လိုမျိုးပြဿနာဖြစ်သွားလဲမရှိဘူးတရားနည်းအောင်ကောင်လေးကလည်းအလျှော့ပေးတယ်ဒီမှာအဲ့လိုမျိုးတွေသွားတာတွေ့ရတယ်ဒါကကိုနဲ့ဒါ အမြင်နဲ့စားတော့နေတာမို့လို့တိတာပေါ့အမှန်တော့ဟိုအဖွားအဝိရှော်ရင်းနဲ့ပေါ့နော်အဲတငူဒီနဲ့အမှန်တမ်းပြောတော့ကျွန်တော်လည်းအပြင် business တွေနဲ့အာပတ်သက်ပြီးတော့ကျွန်တော်လုံတာကျွန်တော်လည်းအဆင်မပြေဘူးငွေကြီးခံရတာအဲ့လိုမျိုးလေးပြန်မရတာလေးကျွန်တော်လည်းခက်ခဲကြုံနေရအဖွားအဲ့ဒီမှာသူ့သားလေးအတွက်ပေါ့နော်ဟိုညညတော့ထထအော်ရဲတဲ့အဲ့ဒါကိုသူတို့ကျူးကျူးတွေကမောင်းထုတ်မယ်ပေါ့တငူတရင်နေ့တိုင်းလိုလိုဖြစ်နေကိုယ်ကဒီဘက်မှာလည်းအလုံးကိစ္စတွေကလည်းအဲ့လိုမျိုးလေးတွေငွေကြီးချမ်းဖြစ်တဲ့ခါကျတော့ ဒီအဘွားကျွန်တော်တက်နိုင်တယ်တော့ကိုကြီးပြီးမယ်နော်ကျွန်တော်အဲကျွန်တော်ဒိုင်းမော်တငယ်ချင်းလေးတွေကျွန်တော်ရဲ့အတိမိတ်ဆွေတွေမှာကုညီတာရှိရင်ကုညီလေးရအဖွားကျွန်တော်လုပ်ပေးမယ်။ဒါပေမဲ့အဖွားလို့ဆေးရုံသူကသူတာဆေးရုံတင်ချင်းတော့မနော်တင်ပြအောင်တင်လိုက်ပါဆိုပြီးတော့ဒါကျွန်တော်အဲ့လိုလက်ပြောရတာပေါ့နော်။တကယ်လဲဟိုဝမ်းသာဖြစ်ပါတဲ့တိတယ်မော်လားအရင်နဲ့ပျော်မိပါတယ်။ဒါမျိုးတစ်ခါမှကျွန်တော်မလုပ်ပေးဘူးလေ။ကျွန်တော်အလူမှာပေါင်းနေတဲ့လူတွေအားလုံးကျွန်တော်ဒီကနေပြီးတော့အနုဟိုကျေးဇူးအများကြီးတင်ပါတယ်လို့ဟုတ်။ ိုအပ်တဲ့နေရာမှာသူလဲလိုက်ဟုတ်တယ်တကယ်တကယ်တကယ်လိုအပ်တယ်ပြီးတော့အဓိကတော့ကျွန်တော်ကမိဘတနာလို့ပေါ့မိခင်အနေနဲ့အဲ့လိုမျိုးဒါစိတ်မနှက်နဲ့ဒါတရားကိုဘယ်လိုပြောမလဲလှုပ်ကြွေးနေရတာပေါ့ဗျာအဲ့ဒါသူ့သားလေးကိုသူတခုဖြစ်မှာဆိုလို့သူ့အသက်ရွယ်နဲ့သူ့သားဘာမှမလုပ်ဒီစိတ်မနှက်တော့ဒိုင်းမထိုင်နဲ့ညဘက်ရှောက်သွားတယ်ခထာអော်တယ်ပေါ့အဲ့ဒါကိုသူကဆေးရုံတက်ဖို့ဆိုပြီးတော့ဈေးမရှိလို့အဲ့ဒါအဝိရှော်နေရနေပြီးတော့ကျွန်တော်လည်းတော်တော်လေးကိုကျွန်တော်မခံစားနိုင်ဘူးကျွန်တော်ကိုယ်လာပူတယ်ဗျာ ဲ့ဒါမျိုးအဲ့ဒါကြောင့်မို့လေအဲအဲ့ဒါကြောင့်မို့ကျွန်တော်နဲ့အမမမမမဝရီနဲ့ပေါ့နော်မဝရီနဲ့ကဦးစီးပြီးတော့ကျွန်တော်လှုပ်ပေးလိုက်တာပေါ့ကျွန်တော်ကျွန်တော်ခဏလေးပြန်ထွက်လာတယ်နည်းနည်းစိတ်ချမကောင်းဘူးဒါဘာပဲဖြစ်ဖြစ်ဟိုကျွန်တော်ကြောက်အဲ့လိုအဆင်ပြေသွားတဲ့အတွက်ကျွန်တော်ရမ်းဝမ်းတာတယ် တော့ကျွန်တော်ကတော့ဟိုအဆင်ပြေတော့မဟုတ်လို့ကျွန်တော်အမှန်တော့ကျွန်တော်အခက်ခဲတွေရှိတယ်ကျွန်တော်ကအဲ့လို drama ခင်းနေတဲ့ကောင်မျိုးမဟုတ်ကျွန်တော်ကြိတ်ခံတာကျွန်တော်အဲ့လိုကျွန်တော်ကကိုယ်မှကိုယ့်အပူနဲ့အဲ့လိုတိုင်ပတ်နေကြတာမှာအဲ့လိုမျိုးကြတော့ဟိုကျွန်တော်ဩငါအပူထက်အဲသူ့အပူကကိုယ်အရေးကြီးပါဆိုတဲ့စိတ်နဲ့ကျွန်တော်ကဗျာဟိုအသက်ရေလည်းငယ်သေးတယ်အဲ easy ပဲရတယ်ကျွန်တော်ဖက်ကြော်လေးရဒါပေမဲ့အဘွားကတယောက်တည်းခင်မွန်းတယ်သူ့ပြစ်သွားတယ်ဟုတ်လားအဲ့ဒါဆိုတော့ဩသူ့အပူကပိုအရေးကြီးတယ်ဘာလုပ်ပေးမယ်ဆိုပြီးတော့အဲ့လိုအရင်တော့ကလည်းသူလာရင်တော့ပေးပါတယ်အဲ့လို ဟို2000ပေးတာ3000ပေးတာအဲ့လိုကူညီပေးတာရှိတယ်အခုတခါတော့ဒါကျွန်တော်ဘယ်သူငွေ73လေးပေါ့နော်ဒါတော့မှဟိုစေယုံတရားမရအနေနီးကြရတော့ကိုကျွန်တော်အမြန်အမြန်လုပ်ပေးလိုက်တာငနေကြာလို့ရှင်တော့အများကြီးအဲ့ထက်ကထက်ရမလို့ထင်တာပဲပေါ့နော်အဲ့အလူငွေပေါ်ဒိုင်းပေါ်တင်ကြီးဆိုတော့မတင်ချင်ဘူးဒါပေမဲ့လည်းတည်တယ်မော်လာဟိုဒီအလုံးဒီကုတမျိုးထင်မှောက်ကြီးကိုဆင်းနေအတိအကျအတင်ပေးရရင်ဖြစ်ပါတော့ဒီအခုဟိုပေါ့နော်အခုရိုက်မဲ့ကားလေးတွေရောကျွန်တော်အတိအ 特特哪的咖喱这里，阿都家忙了，明天就找你妈嘞，好干嘛？